မနောပုတ်ပင်ကမာဓမ္မာကိစ္စအလုံးအကြောင်းရတဲ့ဟာစိတ်သာလဲရှိသွားရှိတယ်စိတ်ကဥဆောင်လဲမနောတ္တထာစိတ်ကအကြည့်ရဲ့အဓိကပရဏာကြတယ်မနောမယာစိတ်ကြောင့်ပဲကိစ္စအလုံးဟာပြည့်စည်အောင်မြင်ကြရတယ်ဒါကြောင့်မို့လို့စိတ်ကောင်းရှိတဲ့သူတွေဟာ သူတို့ရဲ့အင်မတန်ကောင်းမွန်တဲ့သူတော်တရားတတ်ခံရှိတဲ့စိတ်ချောင်းကိုအမှုမှာလည်းပဲအပြစ်ကင်းတဲ့ကုသိုလ်ဖြစ်ကြောင်းလို့ဒီမှာမှုလျော်ချစိတ်တော်ရာကောင်းတယ်မေတ္တာရှိရှုတယ်ကိုကျစားတရားတွေထားတယ်ဒါကနော်နောက်အပြောမှလည်းအင်မတန်မှယဉ်ကျေးတယ်မင်္ဂန်နဲ့ယဉ်ကျေးတယ်ချူတာတယ်ဆိုတာမျိုးပေါ့ ဒီလိုမျိုးအင်မတန်ယဉ်ကျေးပြီးတော့တိမ်မွေ့တဲ့လူအထက်တန်းကြတဲ့လူတယောက်ဘာလို့ဖြစ်လာရအဓိကကအထက်တန်းကြတဲ့စိတ်နေသဘောထားကြောင့်နော်စိတ်နေသဘောထားကြောင့်အဲ့လိုအထက်တန်းကြတဲ့စိတ်နေသဘောထားကိုထားနိုင်တဲ့သူရှိတဲ့သူဟာစိတ်သဘောထားအခြေခံကောင်းမွန်တဲ့အတွက်ကြောင့်သူ့မှာကောင်းတဲ့အကြောင်းလို့ခေါ်တဲ့ကုသိုလ်တွေအများကြီးစီပူမိတယ် ိုကောင်းတဲ့အကြောင်းတွေစေပူမိပြီဆိုတော့ကောင်းတဲ့အကျိုးဖြစ်တဲ့လူချမ်းသာနှက်ချမ်းသာနိဗ္ဗာန်ချမ်းသာဆိုတာချမ်းသာတယ်ဟာသူ့ရဲ့နောက်ကိုအစဉ်တိုင်းလိုက်ပါလာကြပါတယ်။ဒါကိုမြတ်စွာဘုရားကဥပမာလေးတစ်ခုနဲ့ဆင်းပြဆာယာဝအနုပါယိနိတဲ့။ဆာယာအရိတ်ဟာအနုပါယိနိဟိုကလူရဲ့နောက်ကိုအစဉ်လိုက်နေတယ်လို့ပါပဲ။ လူရိုက်ကလူပဲသွားသွားအမြဲတမ်းသူကနောက်ကပါပြီးသားဒီအတိုင်းပဲစိတ်ရင်းကောင်းတဲ့သူတွေကကုသိုလ်ဖြစ်ဖို့အခွင့်အလမ်းတွေအများကြီးရှိတဲ့အတွက်သူတို့မှာကောင်းမှုတွေအများကြီးဖြစ်ပေါ်လာဒီကောင်းမှုတွေကလည်း၎င်းဖြစ်မသွားဘဲနဲ့သူတို့ရဲ့နောက်ကိုအရေးပမာလိုက်ပြီးကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေနိုင်ပါလေဒီတရားလေးကို1989ခုနှစ်ဒေါ်လာ5ရဲ့ 2025ခုဒီဇင်ဘာလ24ရက်နေ့မှာကျောက်တဲ့ဥစဉ်ရဲ့အသက်30ပြည့်မွေးနေ့ဓမ္မလတ်ဆောင်အနေနဲ့ညွှန်ဝေလိုက်ပါတယ်။